ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရင်းကြံခရယာသစ္စာရေးဝိနာသူအရှင်ပါစုလောင်းငယ်သားများပြည်ဝပြည်ပြရမည်ခြင်းတောင်းများပြပါပါညချင် မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်ကျွန်တော်နည်းနည်းနောက်ကျသွားတာနားလည်ပေးပါဒီနေ့ဟိုဒါမပြောခင်ခုနကပဲပေါ့ဗျာ live မိုးပြေးမှာ ဘတ်စတဲ့ရဲ့ထိုးစစ်ကိုခုခံနေတဲ့ URF မြို့ပြဒေါ်လာကြီးတက်ဦးနဲ့ကိုထက်မိုးပြတိုက်ပွဲအတွေ့အကြုံတွေ live ခုနမှဆင်းရတယ်ဒါအားလုံးလည်းသိမှာပါအိမ်ရောက်မလဲရသေးဘူးမပြောမဖြစ်လို့ပြောချင်လို့တက်ပြောတာပင်မန်းခံပြီးပြောတာတာဝန်မပြတ်ကွက်ချင်တာဝန်တရလို့ပြောတာနထိုးကြီးတိုက်ပွဲအ aya ဘာရရှီလုံးလာလို့တက်ပြောတာဗျာနထိုးကြီးမှာ ကိုရဲ့နေမနဲ့ဝလူရဲစခန်းကထွက်လာတယ်200ပါတဲ့စစ်ကြောင်းဗီဒီယိုကြည့်မိပြီလားတော်လည်းရဲဘော်ကြီးစနစ်ကြမှုတွေတိုက်ပွဲဝင်မှုတွေကိုတွေ့ရတယ်လို့လက်နက်ချအရောမင်းတို့လက်နက်ချလာခဲ့လာခဲ့လာခဲ့ပါတို့ညီကိုတွေလည်းဘာမှမလုပ်ဘူးအရာဟိုကရုံကျင်းတဲ့ကောင်လက်နက်မချဘူးပြစ်ရမလားချက်ပြစ် ခပ်ပြည့်အရှင်းမထားဘူးဗီဒီယိုတွေကပြောဆိုတန်တွေကိုယ်ကိုယ်အေးရှင်းမယ်တော့လာခဲ့ဆေးပါကုပေးမယ်ကြားကြလိမ့်မယ်ထင်ပါတယ်စစ်ကိုမတိုက်ချင်ပါဘူးသို့တော့မတရားဖက်စစ်တပ်ကအာဏာသိမ်းလို့အနိုင်ကျင့်ပူကြတတ်ဖြတ်မိရှုရုံမာလုံးလို့စစ်ပွဲကိုစင်နေနေတဲ့ညီငယ်တွေရင်ထဲကနှလုံးသားတစ္ဆာတရားမေတ္တာတရား အောင်ပွဲနဲ့အတူဖက်ကနေမြင်လိုက်ရတော့လေမလေးစားပဲမနေနိုင်နော်ဒီပွဲမှာဘုံမူဝင်းလိုက်ဦးဘုံမူအောင်ကူကူအပါဝင် စစ်တုံးပန်း14ဦးအရှင်တနက်ချပြီးထွက်ပြေးတာအရောက်ပေါင်းကျွန်တော်ထင်တယ်20နီးပါး44လက်ကြီးစံ1000ကျော်တင်စီရပြီရဲ့ ဘုံဝင်းလိုက်ဦးနေပုံကြီးအောင်ကိုကိုတို့ကိုအရှင်ဖမ်းမိတယ်စစ်တုံပန်းများနဲ့အညီထားတယ်တရာဦးလေတဲ့ကနေပြီးတော့လေရင်နှစ်ချိန်လာကျဲတဲ့ဖုံလုံးထနေနေမိတောက်နေတဲ့ဗီဒီယိုကိုဖြစ်အဖြစ်အပျက်ကိုလည်းဗီဒီယိုထဲမှာတွေ့လိုက်ရလိမ့်မယ်ထင်ပါတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေနှစ်ယောက်ကြာဆုံးပါတယ်မြင့်မြတ်စွာကြာဆုံးပါတယ်မြင့်ရခဲ့အမလေးတက်ရင် တ်တစစ်တရင်နထိုးမြို့နယ်ပကဖပူပေါင်းတိုက်ခိုက်တယ်လို့သိရပါတယ်။မိုင်းဝင်းလေးကိုဝင်လာတဲ့အင်အား200ကိုမိုင်းဝင်းလေးကိုဖျက်ဝင်လာတာ။ဝုံဝုံဝုံဆိုမိုင်းကြီးပေါက်တော့ကစင်ကလေးဖြစ်ပြီးသူတို့တက်ပြက်သွားကြပါတယ်။အဲ့တော့ရှမန်စစ်စီအရှိန်တက်တဲ့ကာလအေးမန္တလေးမြို့တောင်ပချံ area မြို့အရှိမကန်း သုံးဘွင့်ဆိုင်ဒီကြီးရဲ့တောင်တာနဖူးဤမြင်းချံမြင်းချံခရိုင်စစ်စင်ကြီးကြားဘူးမှာအခုတော့နထိုးဤတကြောကိုပြန်လဲစစ်စင်နိုင်တဲ့အခြေအနေကိုကြည်ချင်းအားဖြင့်ဗားရီဆက်ဖြစ်မယ်တင်ပါလေဂုံယူပါလေကျင်းအားရစရာနထိုးဤတိုက်ပွဲကိုလေးစားသွားဒီနေရာကနေထုတ်ပြန်ဂုံပြူအပ်ပါလေ ီနေရာမှာထပ်ပြီးတော့စစ်တွေအာခတ်တက်တော်အခြေအနေကိုလည်းကျွန်တော်ပြောပြခြင်းပါသေးတယ်စစ်တွေမှာတညောင်ရီရေတက်ကိုတိုက်ရိုက်ထိုးစစ်စင်ဖို့စူးစမ်းနေပြီဆိုတဲ့အကြောင်းတညောင်ရီရေတက်ကာကင်းမှန်သမျှကိုတိမ်ပတ်လိုက်နိုင်နေဆိုတဲ့အကြောင်းကြီးရှိနေပါတယ်အဲ့တော့ရွှေမင်းကရေတက်စကန်နီကိုလေအာခတ်တက်တော်အေးရောက်လာတယ်လို့ စစ်တွေတ냐ဝတီရေးတဲ့ scam ဘေးကရွာတွေအားလုံးကိုထိန်းချုပ်ထားလိုက်ပါလက်ရှိမှာအာခတ်တတော်ကြီးကတ냐ဝတီရေးတဲ့နဲ့တ냐ဝတီရေးတဲ့ကိုထိုးစစ်ဆင်နေပြီလို့သတင်းများထွက်ပေါ်နေပါတယ်အဲ့တော့ကတ်တပြေကြတိန်ရှောက်ချောင်းစီမောရွာတွေအကုန်လုံးကိုထိန်းချုပ်လိုက်ပါဒါကလက်ရှိအာခတ်တတော်ကြီးရဲ့စစ်တွေမြို့သိမ်းတိုက်ပွဲအခြေအနေနဲ့ ဟိုဘက်ကကြောက်ဖြူ sorry ခုနတညဝူဒီမို့ရွှေမင်းကရေတက်ဗျ sorry sorry ကျွန်တော်မှတ်သွားလို့အဲရွှေမင်းကရေတက်ဟာစစ်တွေမှာရှိတာကြောက်ဖြူမှာတညဝူဒီရေတက်နမိတ်ဖတ်နေတော့မကြခင်တညဝူဒီရေတက်ပါထိုးစစ်စစ်ခံရဖို့ရှိပါတယ်တားပြင်ဗမော်စခက်က27ကိုတိမ့်ပိုက်လိုက်နိုင်ပြီဆိုတဲ့သတင်းများထွက်ပေါ်နေလေရရှိပြီးကရရဲ့တရားဝင်ထုတ်ပြန်မှုကိုရင်ခုန်စွာစောင့်မျှော်နှာထောင်ကြရအောင်နောက်တစ်ခါ ဒီနေ့ရုရှားနဲ့တွားရောက်တွေ့ဆုံအပြီးမှာတရုတ်ရဲ့အထုကိုယ်စားလှယ်တိတ်ရှင်ထရန်နေပြည်တော်ကိုရောက်လာပါတယ်အချင်းများစကားများပြီးရုရှားဘက်သွားကတ်တဲ့မင်းအောင်လိုင်းနဲ့အလဲထက်အပေးယူဇီဇီမတက်ဘူးလို့ကျွန်တော်ကြားပါတယ်ဒါပေမဲ့ထုတ်ပြန်ကြေညာချက်တွေမှာတော့သိရသလောက်ဒရင်ချင်းမြစ်တွေရတော့ လောင်ကြိုကြီးတတောင်းကိုမဖြစ်မနေပို့မယ်လို့ကျွန်တော်တို့သိရှိရပါတယ်။ကြောက်ဖြူပါအဓိကလက်ဘရောင်းပါအခြားတရုတ်စီးပွားရေးလုပ်ငန်းတွေမှာလက်နက်ကင်အင်အားတတောင်းလာတတ်ဆွဲမှာကိုအချုပ်ချာအာရလို့ဒီတကဖက်စစ်တပ်ကကောင်တွေထပ်ပြောရင်ပါကြီးပဲလိမ့်ကြိုက်မှာလို့တခါတည်းပြောပါတယ်။ရုရှားတပ်ကစောင့်မယ်နျူကလ িয়ার ဆက်ယုံဆိုတာကိုကုံစာပြနေတာတကောင်တွေရေနဲ့စိတ်ကမ်းမှာတဝဲရေနဲ့စိတ်ကမ်းမှာ တုံးဖို့လက်စင်ပြီးတုံးဖို့သာစောက်မဖို့သူတို့တို့များရလို့ညာညာဘောမတိုက်ကုံစာပြနေတာကျွန်တော်ပြောတယ်နော်စီးရီးယားလို့ဥခိုင်းအောင်ပါဆိုတာမှတ်မိတယ်မလားဆိုတော့ဒီအချိန်မှာရန်သူဘက်ကအခြေအနေကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာရုရှားတရုတ်ကိုဘက်ကင်ခြေကုပ်ယူပြီးရုရှားစီကဗျူဟာမြောက်တိုက်လေရင်ဒဇင်းကူညီတယ်ဆိုမဲ့ဆိုတဲ့အတန်တွေကြားရတယ်လို့ပေါင်6600 မြို့ဖြတ် drone ဆက်နဲ့ရှင်းကူညီမယ်လို့လည်းကျွန်တော်တို့ကြားနေရပါတယ်။ရာဇစစ်ဘက်ဆိုင်ရာဂျိုရုနှစ်ခုနဲ့စာချုပ်ချုပ်ဆိုမှုရှိတယ်လို့ကြားရပါတယ်။ဒီလိုကြားနေတုန်းမှာယူကရိန်းရုရှားစစ်မျက်နှာမှာခိတရက်ဆိုင်ပြီးအားပြော့သွားပြီးရုရှားဟာညီမကြီးကိုတနည်းတပုံနဲ့ဝင်လာကူညီနိုင်မယ်လို့မျှော်လင့်နေကြတဲ့ကောင်တွေအတွက်အိမ်မက်ဆိုးမှတ်ပါတယ်။ဒီကနေ့ယူကရိန်းဟာရုရှား နိုင်ငံမော်စကိုမြို့တော်ကို drone ပေါက်900ထပ်မနဲ့ drone အုပ်စုကြီး drone ပိုးစကြီးစင်ကြပါတယ်အဲ့တော့မင်းအောင်လိုက်အာကိုတဲ့ရုရှားသမရပူတင်မင်းပြောတဲ့စကားတွေစက်ကူစုပ်ဖြစ်ပြီးလေထဲလွင့်သွားနိုင်တဲ့အချက်တစ်ချက်ပြောပြပါမယ်မင်းအောင်လိုက် ယူရိတ်ကထိုးစစ်ဆင်လို့ရုရှားကိုစစ်များနိုင်ခဲ့ရင်ပူတင်ဟာကျိုးစင်အတင်ခံရမှာမင်းနဲ့အတူမရောက်လဲရှင်းတယ်နော်ဖက်စစ်တာတဖက်မှာဒီလိုပြပအာဂိုပစိန်ယူလို့ယူပြီးရုရှားနဲ့တရုတ်စီမှာတလက်စီပေါင်းပြီးချုပ်ပေးနေပေမဲ့ပြည်တွင်းမှာပုံကံမှုမဖြစ်စေရေးတွေးခွဲအုပ်ချုပ်မှုတွေလုပ်နေတာတွေ့ရပါတယ် ဒီလိုသွေးခွင်းအုပ်ချုပ်မှုတွေကြောင့်စစ်ဘက်ဆိုင်ရာဗိုလ်ချုပ်တွေကိုယာရူတိုနေရာပေးအချင်းချင်းသွေးခွဲမှုတွေကြောင့်ဗိုလ်ချုပ်တွေမညီညွတ်ဘူးတိုင်းပြည်ကိုကယ်တင်ဖို့လူလူအရေးမစင်စားဘူးသူတို့အာနာခွာနာရှာနာနေရာကိုကြိုးစည်းပွားရည်တာဆောင်ရွက်နေတဲ့ကောင်တွေအဖြစ်ရောက်ရှိနေတဲ့အတွက်တစ်ချိန်ကျရင်မင်းအောင်လှိုင်တဲ့အတူကျိုးစင်တက်မဲ့စစ်ဗိုလ်ချုပ်တစုဆက်ရင်ရှိလာ တွေ့ခွဲအုပ်ချုပ်ရေးကိုမင်းအောင်လိုက်ဟာဘယ်လိုလုပ်နေလဲဆိုတော့ senior junior တွေမထားဘူးယုံကြည်စိတ်ချသူများကိုတောင်းနေရာတို့တွေတိုးပေးတယ်အဲ့တော့ဗိုလ်ချုပ်တွေကြားထဲမှာသူ့ထက်ကနေရာရာကြီးအပြင်းထန်လုပ်နေတယ်အဲ့တော့ဒီစနေစုံစစ်စီပြပွားချိန်မှာဆိုရင်စီနီယာဂျူနီယာတိုင်းလုံးဝမဟုတ်တော့ဘဲသူစိတ်တော်သည့်ဘောင်းတော်ချင်းစိတ်တိုင်းကြအပြောင်းရွှေ့နေ အထူးသဖြင့်စိုးဝင်းစစ်ပတ်ဆိုင်ရာယာရုံးနဲ့အရက်ပတ်ဆိုင်ရာတာဝန်များကို၎င်းတူတစ္ဆာခံတဲ့အငယ်တန်းဗိုလ်ချုပ်တွေကိုယာရုံးတုံးမြင့်လွဲပြောင်းလာတယ်လို့လောက်လာပါတယ်။ဒီကောင်တော့စိုးဝင်းနဲ့ပတ်သက်ပြီးတော့လုတ်ပိုင်ခွင့်နဲ့ယာရုံးတွေယာရုံးတွေကိုဒီကောင်ကစိုးဝင်းယူလာတဲ့ထိမ့်ချုပ်လာတဲ့ယာရုံးတွေကိုမင်းအောင်နိုင်ရဒီရစီစစ်တပ်ကအပတ်စဉ်35ဆင်းဗိုလ်ချုပ်ကြီးကြော်စွာလင်းကိုလွှဲပြောင်းပေးတယ်စစ်တပ်ရဲ့နံပါတ်3ခေါင်းဆောင် ဒုတိယဘုကြောင့်ကြီးကြော်စွာလင်းဖြစ်လာပါတယ်။စစ်ဘက်ဆိုင်ရာကိစ္စတွေတိုက်ရိုက်အစီအခံမှုကိုမင်းအောင်နိုင်ကသူ့စီကိုတိုက်ရိုက်အစီအခံခံနိုင်လို့စစ်ရုံးချုပ်ကပြပုတ်ထားပါတယ်။စိုးဝင်းရဲ့အခန်းကဏ္ဍကိုကန့်သက်ဖယ်ရှားထားပြီးစိုးဝင်းဟာအိမ်နိုင်စံဘဝနဲ့မျက်နှာမျိုးမျက်နှာငယ်စစ်တပ်ထဲမှာတိမ်ငယ်နေလေးရရှိပါတယ်။ရှင်းနေတော့ မဟုတ်ဘူးဆိုလားပြောအဲ့တော့ညှိကွတွေညှိကွဖြစ်တဲ့ကျော်စွာလင်းစီးဆိုင်ရာစီမံခန့်ခွဲမှုတွေကိုကျော်စွာလင်းနဲ့တိုက်ရလွယ်ပြီးတက်ချုပ်ကိုဘေးဖယ်ပြီးတော့မျက်နှာညှိုးမျက်နှာငယ်နဲ့အဲ့ဒီဒူးတက်ချုပ်ဆိုတဲ့ကောင်ဆိုရင်တင်ငယ်တဲ့ဘဝနဲ့ဖြတ်တန်းနေလေရှိပါတယ်ညှိကွဆိုတာလေလက်ရှိကျော်စွာလင်းဆိုတာလက်ရှိဒူးတက်ချုပ်ဆိုတဲ့ဆိုရင်တဲ့စီနီယာဟိုအများကြီးကွာ ဲ့တော့အဲ့ဒီညီကိုဆိုတဲ့ကြော်စွာလင်းဟာစိုးဝင်းကိုစောက်ဖတ်ကိုမလုပ်ပါဘူးရှင်းပါတယ်ဒီအခြေအနေတွေရှိတဲ့အပြင်ကိုဘူဂျိုဒီမောင်ကြီးဆိုတဲ့ကောင်ကိုလည်းဒီတိုင်းပါပဲအပတ်စဉ်35ဆင်းပါပဲကြော်တော်လင်းကိုညီကိုပေးဖို့မောင်အေးကိုကဝေးဝင်ကြီးဖြစ်ကြောင်းကြောင်းရွှေ့ခဲ့တယ်မောင်မောင်အေးမြထွန်းမောင်အေးတို့ဟာ၃ယောက်ပါအပတ်စဉ်တူ ဖြစ်ကြပါတပတ်စဉ်25ကြောင်းစင်းနေအဲ့တော့စစ်တဲမှာစစ်ပတ်စစ်တပ်ထဲမှာတွေးကွဲအုပ်ချုပ်မှုကြောင့်ကွဲနေတဲ့အုပ်စုတွေကိုကျွန်တော်တို့ကြည့်ကြမယ်ဆိုရင်စစ်ကောင်စီရဲ့တွဲအတွင်းရင်းမှုဘိုးဘိုးဘိုးချုပ်ကြီးရဲဝင်းဦးဘိုးချုပ်ကြီးမမောင်အေးခမီးခမတ်ဘိုးချုပ်ကြီးမမောင်အေးနဲ့ဘိုးချုပ်ကြီးမြထွန်းဦးတို့ခင်မင်ကြတယ်စစ်ပတ်အရက်ဘက်နှစ်ခုလုံးမှာအရေးပါသူတွေစစ်ပတ်မှာအခက်အကျတဲ့ဘိုးချုပ်ကြီးမောင်မောင်အေးကိုတက်မလို့ကြီးလေညနေကိုကြေးဦးနဲ့ဖဲလိုက်ပြီးဒီရက်ဘက်ကိုပို့လိုက်ပါ ကာဝေးဝင်ကြီးဆိုတော့တတ်မရှိတော့ဘူးဗျာအဲ့တော့တတ်ချုပ်ကသူ့စိတ်တိုင်းကြကစားပါလေအောက်ခြေပါညီညွတ်နေအချိန်ကြီးပုံကန်နိုင်မှာဖြစ်တဲ့အတွက်ဘုကျုပ်စောမောင်ကိုယာရုကဖေရှားတော့ကအချိန်ကိုတင်ငန်းစာယူပြီးတန့်ချွေနေခင်ညွန်ပေါင်းလုံးကြတာဖြစ်တယ်ဒါကြောင့်ဒါမျိုးမဖြစ်အောင်သွေးခွဲအုပ်ချုပ်မှရမယ်ဆိုရင်အတွေ့မျိုးနဲ့လုပ်နေတာဖြစ်ပါတယ်။အဲတော့ ဇိုးဝင်းကိုစစ်သားတချို့ကထောက်ခံမှုတွေရှိတာကိုမင်းအောင်နိုင်ကအမြင်မနာလို့ဖြစ်တယ်လို့လည်းကြားပါတယ်အဲ့တော့ဇိုးဝင်းရဲ့အပတ်စဉ်တူတွေဘုโจကြီးယာပြည့်ကိုလည်းဘေးပယ်ထုတ်လိုက်ပါတယ်အဲ့တော့လက်ရှိမှာယာပြည့်ကနေဆက်ရေးဝန်ကြီးဖြစ်သွားပြီအရင်တော့ပီတယ်ဝန်ကြီးတချုံနဲ့ရာပြင်းနဲ့တွဲသောတွဲလာလုံရင်လေမဲအောင်လိုက်မှာမကြိုက်ဘူးအာနာသိမ့်မှာကြောက်နေ ဒါကြောင့်မို့ဗိုလ်ချုပ်ကြီးများထုံးမှုဗိုလ်ချုပ်ကြီးတင်အောင်ဆန်းဗိုလ်ချုပ်ကြီးမိုးအောင်ဆိုတဲ့ကောက်တွေအရပ်ဘတ်အုပ်စုတွေအကုန်ရောက်ပြီးစစ်တပ်လက်ကင်တွေမရှိတော့ပဲမျက်နှာညိုးမျက်နှာငယ်နဲ့မေ့အောင်လိုက်ရင်မျက်နှာကြည့်စိတ်တော်သည့်ဘောင်းတော်နိုင်နဲ့ကျွန်းတပေါက်တတ်တာပဲရှိနေပါတယ်အဲ့တော့နောက်ဆုံးမေ့အောင်လိုက်ရဘလောက်ထိစိုးရင်စီကြီးမားလာလဲလို့ဆိုလို့ရှိရင်သူ့ရဲ့သူ့ကိုပလင်ပေါ်တင်ပေးခဲ့တဲ့ တန်းရွှေကိုတော့သူစိတ်ချတဲ့လုံခြုံရေးတက်တွေအစာထိုးပြောင်းလဲပြီးအမဲမပြတ်စောင့်ကြည့်နေတယ်ဥတန်းရွှေပေါ်တစ္ဆာခံတဲ့ဘူချုပ်တွေကိုစပဇန်ထောင်းရင်းကအမဲစောင့်ကြည့်နေတယ်လို့ကြားရပါတယ်ဒီအခြေအနေတွေရှိပါတယ်နောက်တစ်ခုကဒီကနေ့လူငယ်ခေါင်းဆောင်နှစ်ယောက်ရဲ့ တဘောရာမှတ်ချက်ကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်တယောက်ကတော့မြင်းကြံဘတ်တိုက်က MPD ရဲ့ခေါင်းဆောင်ဘူမိုက်ခေစာမျက်နှာတက်နောက်တစ်ခုကနိုင်ငံရေးအစုအဖွဲ့တစ်ခုရဲ့တက်လေလက်ကန်ရှိတဲ့လက်ရှိတော်လှန်နေတဲ့တက်တစ်ခုရဲ့ဘိုးကောင်ဒီဥက္ကဋ္ဌဖြစ်သူတယောက်ရဲ့အမှတ်ချက်ဖြစ်ပါ ပထမဦးစွာဘုံမိုက်ခဲ့ရဲ့ Facebook စာမျက်နှာကအကြောင်းလေးပြောပြခြင်းပါတယ်အကယ်၍သာ NUG မှာကျွန်တော်သာတာဝန်ရှိရလို့ဖြစ်ခဲ့ဒီဘာအကိုပစိန်ရိုးဆိုပြီးတော့အမြဲတမ်းပဲကြွေးကြော်နေတဲ့စစ်အာဏာရှင်တွေဟာတရုတ်နဲ့ရုရှားကိုအမိကိုပြုတ်ပြီးဘောင်းမီတလဲစီချွတ်ပေးနေပြီမဲ့ကျွန်တော်တို့ဒေါ်လာရေးဘက်ကကြွေးကြော်တန်ကတော့ငါတို့မှငါတို့ပဲရှိတယ် ီပါဟုပစိယိုးလုတ်ပြီးတော့ကြွေးကြော်နေတဲ့နိုင်ငံရဲ့ချားတွေကိုကြုံခံကျင်နေတဲ့ဖက်စစ်တပ်ကိုတော့ဘာမှပြောစရာမရှိပေမဲ့ငါတို့မှငါတို့ပဲရှိတယ်ဆိုရင်တော်လိုင်းကြီးစောင့်ဖို့တိုင်းအန်ယူဂျီဟာအကောင့်ထဲလုံးဝမပေါ်နိုင်ဘူးလို့သိရပါတယ် International Interstation ဆိုတဲ့ကိုနိုင်ငံတကာအကျိုးစီးပွားကိုကျိုးစီးပွားကိုအခြေခံတဲ့ နိုင်ငံတကာကမီကိုလုံးနေတယ်ပြည်တွင်းမှာရှိတဲ့တိုင်းရင်းသားတွေကြားမှာခိုင်မာတဲ့ရိုးပြောင်းတဲ့မှန်ကန်တဲ့ဆက်ဆံရေးမျိုးမတည်ဆောက်ခဲ့နိုင်ဘူးပေါ်စီမေကာပါလို့ပြောတဲ့ NUG ကနိုင်ငံတကာပေါ်မီကိုလုံးနေပြီးနိုင်ငံတွင်းတန်တမာရေးကိုလိလူရှူခြင်းဟာမှားနေတယ် NUG ကပြည်တွင်းညီညွတ်ရေးကိုမတည်ဆောက်နိုင်ဘူး NUG မှာနိုင်ငံတကာကိုဩစာလွှမ်းမိုးနိုင်တဲ့ policy maker national လီတာမရှိဘူးဒါကြောင့်ညီညွတ်ရေးကိုမတီးဆောင်တယ်ဒီချက်ကိုဖက်စစ်တာအကောင်းကောင်းသဘောပေါက်ပြီး policy ဝါကိုအသုံးပြုပြီးတတ်ရှုံနေဒါကိုမြေပြင်ကလူငယ်တွေဟာအချင်းချင်းကွဲပြဲနားလည်မှုလွဲအမျိုးစုံလှိတ်ခံနေရတာကိုတွေ့ရတယ်အဲ့တော့အမျိုးကြီးတာဝန်ရှိသူဖြစ်ခဲ့မယ်ဆိုရင်ပေါ့ နိုင်ငံသားတွေဒုက္ခကိုလိလူရှူထားတဲ့နိုင်ငံတကာဆက်ဆက်ရေးကိုဘေးဖယ်ပြီးပြည်တွင်းတိုင်းသားအင်အားစုတွေတက်တွေအားလုံးစုစည်းခေါင်းဆောင်တွေယုံကြည်အောင်ရိုးရိုးဖြောင်းဖြောင်းတန်တမာရေးကိုတည်ဆောက်ချင်ပါတယ်လို့ဆိုပါဒါကဘုမကေစာမျက်နှာတက်ကသဘောရမှတ်ချက်လေးဖြစ်ပါတယ်ဒီလိုလိုကဒီဘောရမှတ်ချက်နဲ့ပတ်သက်ပြီးဘလို့ယူဆပါလဲနောက်တစ်ယောက် စီးနိုင်ငံကြီးအတွဲဆက်ကိုတုံးသက်ပြလာတဲ့လူငယ်ခေါင်းဆောင်တယောက်ရဲ့အတန်းလိုပဲမှတ်ပေးပါတော်လိုင်းကစီးရဖြစ်ထူးမှုကိုကြည့်မယ်ဆိုရင်မိုးပြေဖေကောင်ကစနေပြီးတော့ကိုဥတီနေပြီအေးနဲ့ပူပေါင်းတက်တွေရဲ့စစ်စင်ကြီးကလည်းမကွေးပကူအေယာဝတီကစနေပြီးတော့ကိုဥတီနေဖြစ်နိုင်တာမဖြစ်နိုင်တာခဏတော2025ဟာတဲ့စီးရဘက်ကကြည့်ရင်အတက်ဖို့ကောင်းသလောက်တိုင်းပြည်တည်ဆောင်ရေးမှာတော့စိတ်ပြတ်စရာတွေကြီး ဝါတက်တွေဟာတရုတ်ဩဇာစန့်ထုတ်လာတယ်လို့ဝါတက်တွေကတစင်တေဝါဩဇာစန့်ထုတ်တာလို့မင်းအောင်လိုက်ဖက်စစ်တာတဝဲစိတ်ကန်းကိုပြပြီးရုရှားကိုဈေးကွက်တင်တာပါလေအိန္ဒိယကလည်းချင်းမီနဲ့ကဘောချိုင်ဝမ်ဒေတာမီဇိုရန်ပြည်နယ်နဲ့မနီပူရာပြည်နယ်တွေကိုပေါင်းဖို့အိန္ဒိယပြည်တော်စုလွှတ်တော်မှာစူးစမ်းလာတယ်တချို့ချင်းတက်ကြွလှူရှားသူတွေခါ မှတ်ပဲပတ်ထားကြရမယ်ကိစ္စတွေဖြစ်ပါတယ်။တိုင်းပြည်လူငယ်တစုဟာလူငယ်တွေဟာအသက်နဲ့ရင်းပြီးစိတ်အုပ်စုလက်တွေကဆွဲထုတ်နေချိန်မှာအင်အားကြီးနိုင်ငံကမေယူတတိုက်ပေါင်းပြီးတိုင်းပြည်ကိုအမဲဖြတ်ဖို့လုပ်နေတာဘယ်တော့မှမိမှာမဟုတ်ဘူးဆိုတဲ့ဒီလူငယ်ရဲ့ခြင်းတွေကစကားခွဲပဲထွက်သွားသွားတခြားနဲ့ပေါင်းနေပြဿနာမရှိဘူး။ဂူတွေက နိုင်ငံပေါ်ထားတဲ့တစ္ဆာတရားတဘောရကိုပေါ်တင် ပြောပြီးလှုပ်ရဲတဲ့ကောင်လှုပ်လိုက်ပါအတူတကွဒါဆိုရင်တော့ဖက်စစ်တက်နဲ့အတူတူအမဲလိုက်ရုံပဲနေကလည်းပြီးအောက်ကလီအာနေတဲ့အန်ယူဂျီလည်းနိုင်ငံကြီးမှာအာမနာပဲတဲ့ပြီးပါဖရဲအစိုးရနေရာယူတာချင်းအချင်းချင်းဂျာကပြဿနာတွေ ဝင်ရောက်ဖြည့်ရှင်းညှိနှိုင်းဩဇာလွှမ်းမိုးညီညွတ်ရေးတည်ဆောက်မှုတွေလုပ်တင်နေလို့ဆိုတာဒီနေ့ညကျွန်တော်ပြောချင်တာတွေပါအဲ့တော့ဒီကာလဟာတော့စီနိုင်ငံရေးအရှိတ်အတက်ဆုံးကာလဖြစ်တဲ့အတွက်ဘယ်သူမှမချန်လဲငါတို့ဆက်တိုက်ပါမနိုင်မချင်းတိုက်မယ်အောင်ပွဲကိုရအောင်ရှူမယ်တိုက်မိကလူငယ်တွေမျိုးဆက်အသီးသီးဟာ စေအောင်စုလက်ထဲကနေတိုင်းပြည်ကိုကယ်ထုတ်ဖို့ကြိုးပမ်းနေချိန်မှာအင်ဒီဂျင်နိုင်ငံတွေနဲ့အင်အားကြီးနိုင်ငံတွေနဲ့ပေါင်းပြီးတိုင်းပြည်ကိုအမဲအမဲဖြတ်ဖို့လုပ်နေတဲ့ကိစ္စကတော့ငါတို့နှလုံးသားထဲမှာဒီတသက်မဟုတ်။နောက်မျိုးဆက်ပြီးမမေ့အောင်တိဆောက်ပြီးငါတို့အန်တုနိုင်တဲ့နေ့ရင်ဆိုင်ပြန်လဲရင်ဆိုင်နေတဲ့နေ့မှာ ုန်ပေါ့ကြဆော့ဒီညောက်ဒီတော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်